ကိုယ့်ရဲ့အကောင့်နဲ့ဝင်အောင်နော်ကိုယ့်ရဲ့အကောင့်နဲ့ကိုဝင်တော့ဝင်ပြီးတော့လို့ရှိရင်ဒါဟောက်ကဟာ plan အောက်ကဟာ device ပေါ့နော် device မှာ data locker တွေ inverter တွေတွေ့ရမယ်နောက် mi ဆိုတော့ကိုယ့်ရဲ့ information ပေါ့နော်ကိုယ့်ရဲ့အကောင့်တွေဘာတွေပေါ့နော်ဒီမှာဝင်ရမယ် plan ကိုနှိပ်နှိပ်ပြီးတော့လို့ရှိရင်လို့လို့မဆိုပေါ်ဆုံးမှာအဲအဲ့ဒီမှာ create plan ဆိုတာတွေကိုနှိပ်ရအောင်ပေါ့နော် create plan ဆိုတာနှိပ်နှိပ်ပြီးတော့လို့ရှိရင်အမှ ကိုက location access point နားမှာဆိုရင်ပေါ့နော် location access point နားမှာဆိုရင်သူ coordinate နေရာမှာအဲ့ဒီနေရာ location ကိုပေါ်တယ်ကိုကကိုက plan နဲ့မှာဒါကို plan create လုပ်ရဲဆိုတော့ location access ကမှန်တယ်ပေါ့နော်သူရတက်ဆင်လာတဲ့နေရာမှာပေါ့နော်တကယ်တော့ကိုကစိုင်းမှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်ပေါ့နော်ဂျိုးလို့ဂျိုးတင်လောက်သွားမယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီ coordinate ကိုဒီ coordinate ကိုရိုက်ချက်ရအောင် ဟိုရှာပြီးဆက်ပြီးနောက်ပြရရင် confirm ဆိုပြီးတော့နှိမ့်အောင်ပါเนาะအဲဒါကြိုပြီးတော့ကိုကလုတ်လုတ်သွားလို့ရတယ်ကြိုပြီးလုတ်သွားလို့ရတယ်ဘာလို့လဲဆိုတော့ data locker ကလည်းကိုလက်ထဲမှာဆိုတော့ serial number တွေလည်းရှိတယ်ပေါ့เนาะကြိုပြီးလုတ်သွားလို့ရတယ်เนาะအဲ့တော့ဒီ coordinate ဆိုတော့အဲ့ customer အိမ်မှာပဲဒီ bank create လုပ်လို့အမောကိုရဲ့ sign ကိုရဲ့အိမ်ကိုကိုအစီအစဉ်ရဲ့နေရာပဲပြုလို့ကြိုပြီးတော့ဒီ create plan လုပ်လို့လုပ်သွားလို့ပေါ့ရတယ်ပေါ့နော်နောက်ပြီးတော့ data locker တွေထည့်တော့မှာထည့်တော့ထည့်လိုက်မှာပေါ့နော် sign in တွေထည့်ပြီးလိုက်မှာအဲ့တော့ကိုယ်တပည့်တွေရအောင်ရလို့ရှင် wifi configuration လုပ်ရမှာကျွန်တော်ဘာမှလုပ်စရာမလိုဘူး brand create လည်းလုပ်စရာမလိုတော့ဘူး data locker လည်းထည့်စရာမလိုတော့ဘူးအဲ့ data locker ကို wifi နဲ့ check ပေးရမှာပေါ့နော်အင်းနဲ့နာမည်ပေါ့နော်ဒါကကျွန်တော်တို့ပြောတော့ဒီ application ရ location ကို access လုပ်တဲ့အတွက် location ကဒီမှာ မြန်မာဘာမှဆိုပြောလာမယ်နောက်ပြီး coordinate ပေါ်လာမယ်ပြီးတော့ channel ပေါ်လာမယ်ဗောနောပြီးတော့ကိုယ်ကဘာရိုက်ချက်မှာဆို address ရိုက်ချက်မယ်အဲ့ဒါက need list star need list ပြလာတယ်နောက် system type system type ကတော့ကျွန်တော်တို့က grid type system လို့ storage system လို့ပြောတာဗောနောပြီးတော့ရှင် coded data block kilowatt လို့ပေါ့နော် kilowatt ဆိုတာအဲ့ဒါက solar ကိုပို့ပြီးတော့ solar watt ကိုထည့်တာပေါ့ကောင်းတယ်ဗောနောအမှန်ပေါ့ solar watt ကိုယူအောင်ဗောနောဒီမှာ currency ကတော့ထားလိုက်ပါပြီးတော့ရှင် အကောင်ဖန်းဆိုပြီးနှိပ်ရအောင်ပေါ့နော်အတော့ create plan တစ်ခုလုပ်ပြမယ် plan နဲ့က sanity sanity ရထားလိုက်ပါနော် address က number uh 29ပေါ့အာပြီးရလို့ရှိရင် system type က storage system ပြီးရလို့ရှိရင် kilowatt က10 kilowatt ပဲထားပါတော့ ဒါရင်စတာပြတာမဖြစ်မနေဖြစ်အောင်ပြီးရအောင်ဖမ်းပေါ့အဲ့မှာ plan ကလည်းဆက်ဆက်ဖို့ဖြစ်သွားပြီအဲထပ်ပြီးတော့ထည့်အောင်မထည့်ဘူးเนาะကိုယ်က plan plan တစ်ခုပဲလုပ်တာ leader ပေါ့เนาะ leader ပြီးရောလို့ရှင်ဒီ plan ထွက်လာပြီ plan ထွက်လာလို့ရှင်ဘယ်လိုမလဲဆိုတော့ဒီမှာ act data logger ဆိုပြီးရရတယ်ရှာပြီးရအောင်ဘာလုပ်မလဲဆိုတော့ scan ဖတ်မယ် scan data logger ကို scan ဖတ်လိုက်ဒီ data logger ကို scan ဖတ်မယ် နောက်ပြီးဒါမှမဟုတ်ဒီရောက်တော့ scan ဖောက်ခြင်းဆိုရင်ခါကြလို့ရှိရင်ကျွန်တော်တို့ဘာလို့လုပ်လဲဆိုတော့ site ထဲမှာ scan ကိုဖောက်ဘူးကျွန်တော်တို့ကလည်းဆိုတော့ site မှာပဲ ID data log on serial number ကိုကျွန်တော်ရိုက်ချက်လိုက်တယ်မနေ့ကဆိုတာပြီးတော့ confirm လုပ်ပါချင်း data log ကဝင်သွားလိုက်မယ်နော် data log က serial number ပေါ့နော် serial number ရိုက်ချက်ပေါ့နော်ဒါပဲဒီလိုပေါ့ အဲ့တော့ serial number ကိုရိုက်ထည့်မယ်ရိုက်ထည့်ပြီးတော့လို့ရှိရင်ဘာဖြစ်လဲဆိုတော့ data logger ကိုဝင်အောင်လုပ်တော့ data logger ကိုဝင်အောင်လို့ရှိရင် device ပေါ်နေမြဲ data logger ကိုရှာကြည့်မယ်ရှာပြီးတော့ wifi configuration နှိပ်ကြည့်မယ်နော် plan ကို data logger မထည့်ရသေးဘူးဆိုရင်တော့ commissioning meter နဲ့ရှိနေမယ်နောက်ပြီးတော့ data logger ထည့်ထားပြီး wifi မချိန်ထားဘူးဆိုရင်တော့ commissioning နေနဲ့ရှိနေမယ်အဲ့တော့ကျွန်တော်ဆက်ကို site ထဲမှာမစင်ရင် data logger နံပါတ်ကိုယူပြီးတော့နောက်ပြီးတော့ကွာ site ကလိုရှင်ပေါ့နော် location ကိုရိုက်ထည့်ရင်ထက်မထည့်ဘူးဆိုရင် site ရောက်မှာပဲ location ဖမ်းလိုက်အဲ့ရဲ့နေရာကို location ဖမ်းဖမ်းယူရရင်ဒီ address ဒီကိုထည့်ဒီနံပါတ်ဘူနာက plan number ကိုထည့်ပေါ့နော်ထည့်ပြီးတော့အဲ့ဒီမှာ data တော့ကာကိုစက်ပေါ်မှာတက်ခင်မှာ scan ဖားရေးတော့တော့ဒါမှမဟုတ် serial number ရှားရေးတော့တော့ထည့်လို့ရတယ်အထက်ပြောရမှာဖြစ်မယ်ဆိုတော့ wifi မချိတ်ရသေးဘူးချိတ်သေးဘူးဆိုရင်တော့ဖြစ်မယ် permissioning နေနေဖြစ်မယ်ပြီးတော့မှ wifi ကိုချိတ်လို့အဲချိတ်မယ်ပေါ့နော် အဲ့တော့ဥပါကဒါထည့်ထည့်လာတာအဲဘာလို့ထည့်လာလဲဆိုတော့ဒါကအမအတင်းမရှိဘူးဘာလို့လဲဆိုတော့ဒီတော့ဘာလို့မထည့်လာဘူးဒါကစံပယ်နေနဲ့ထည့်လာတာနောက်တစ်ခုက create plan လုပ်ပြီးတော့နောက် plan တစ်ခုရတယ်ဆိုရင် create plan လုပ်ပြီးတော့ထည့်လိုက်ရတယ်နောက် plan တစ်ခုအဲဆို plan တွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတော့ plan တွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတော့ အာများလာနေတယ်အဲ့ဒါကအခုဒီတစ်ခုပေါ့နော်ရှစ်လာနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့တစ်ခါကြရင်သူ့ရှိမှာ wifi မတက်သေးဘူး wifi ရှိရှိမရှိရှိကျွန်တော်ကစင်းနေနေတော့ဒီတော့ကောက်ထည့်ထားလိုက်တာပေါ့နော် wifi ရှိပြီဆိုတော့ဒီနေ့ကြရင်တော့အမှားသွားပြီးတော့ wifi configuration လုပ်ရမယ်ပေါ့နော်ခါကြရင်ကိုကမတော်နိုင်ဘူးဆိုတော့လည်းသူ့ကိုလည်းအလန်းပြီးတော့ဘယ်လိုလုပ်ရလဲအလန်းပြောလို့ချိန်တယ်လို့ရှိရင်ဒါရတယ်ပေါ့နော်ကိုကတော့အဓိကတော့ plan ထောင်ထားမယ် data log ထည့်ထားမယ်ဆို နောက်ပိုင်း wifi ချိဖို့အတွက်အဆင်ပြေတယ်ပေါ့နော်အဲ့လိုမှ plan ကမထောင်သေးဘူး data တော့ကလည်းမထည့်ရသေးဘူးဆိုရင်တော့ဒါ plan plan ကို plan ကိုထောင်မယ်ပြီးတော့ data တော့ထည့်ပေးရမယ်ပြီးတော့ customer ကိုဒါဒီ wifi နဲ့ချိန်ပြီးပါဆိုတမ်းပြောလို့ရတယ်သူကောင်းတော့ဝင်ပြီးတော့ပေါ့နော်ဆိုတော့အဲ့လိုလုပ်လို့ရတယ်65 resident ပေါ့နော်65 resident commissioning state commissioning state ဆိုသူက wifi ရှိသေးဘူးဘာမှရှိတဲ့တနေ့ကြာလို့ရှိရင်လည်း wifi data log ကိုချိန်မယ်ပေါ့နော်အဲ့တော့အထက်မှာ data log ကထည့်ပြီးတာ ထည့်ပြီးသား65 resident နဲ့ဖိတ်ကြည့်တယ်။ဖိတ်ကြည့်လို့ရှိရင်သူက commissioning state မှာရှိတယ် wifi က data logger wifi မချေရသေးဘူး။အဲ့တော့အောက်က device ကိုဖိတ်တယ်။ဒီမှာ wifi data logger လေးတွေ့နေမှာ data logger တွေ့တွေ့ပြီဆိုရင်ပေါ့နော် data logger တွေ့ပြီဆိုရင် wifi configuration ကိုနှိပ်မှာပေါ့နော်။ အဲ့တော့ wifi network testing လုပ်နေတာ1နောက်ပြီးတော့ရှင်2ပေါ့နော်ဒါ testing လုပ်နေ speed test ကသူလုပ်လိုက်ကိုယ့်ရဲ့ phone wifi ဖွင့်လိုက်လို့ရှင်အိမ်က wifi ရဲ့နောက်ပြီးတော့ data locker ရဲ့ wifi နောက်ခုတွေ့နေမြဲပထမဆုံးကအိမ်က wifi နဲ့ရင်ချိန်တယ်ပြီးတော့လို့ရှင်သူကအခုနက data locker wifi နဲ့ချိန်ပါလို့ပြောတယ် data locker wifi နဲ့ချိန်တဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတော့ data locker ဘောက password ကိုရိုက်ထည့်ရတယ်သူက no internet access ဆိုပြီးတော့ပြမယ် ပြီးသွားလို့ရှိရင်ဘယ်ကိုပြန်ပြောင်းရမလဲဆိုတော့ကိုယ့်ကိုယ့်အိမ်ရဲ့ wifi ကိုပြန်ပြောင်းရမယ်ပြောင်းရလို့ရှိရင်ဒီစင်ကြီးညှိလုံးဆောင်သွားလို့ရှိရင်နောက်ဆုံး config ကချိတ်သွားတော့အကောင် wifi ကို operation successful ဖြစ်သွားတာအဲ့တော့ wifi နဲ့စချိတ်ချိတ်ချိန်မှာဘယ်လိုဖြစ်မလဲဆိုတော့ဒီပြန်ပြီးတော့ plan ကို plan ကိုနော်ပြန်ပြီးတော့သွားတဲ့ချိန်မှာဟာ အာတကူတကူချိတ်ဆက်နေတာမရှိဘူးပေါ့နော်အဲ့တော့အာကွာချိတ်ဆက်ပြီးဆက်ဆက်လို့ဖြစ်သွားပြီဆိုရင်အာ7 7 minute လောက်ဖြစ်ဖြစ်ပေါ့နော်7 minute လောက်ဖြစ်ဖြစ်စောင့်ပြီးတော့အမှ9 minute လောက်ဖြစ်ဖြစ်စောင့်ပြီးတော့မှကျွန်တော်က plan ပြန်သွားသွားပြီးတော့ refresh လုပ်လိုက်ရှင်ပြန်ပေါ်လာတော့ချက်ချင်းတော့သူကတမ်းမပေါ်အဲ့တော့3ပြည့်စေခြင်းပါလေ